င်္ဂလာပါရှင် Listeners Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာကျင်းဒီရေးသားထားတဲ့ဝိတုတိုဘောင်းချုပ်ထဲကလင်းလူပါပြီဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရင်ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်မိုးကတစိမ့်စိမ့်နဲ့မဆဲအောင်ရွာသွန်းနေသည်ဒနုဘူးမြို့ခင်မကန်ကျောင်း ရဝုံအတွင်းရှိကျောင်းတိုက်တရက်ဤနဘေးအုတ်ခုံတမန်တလင်းပေါ်တွင်ခင်းထားသောဂုံဒီထက်၌ထိုင်ရင်းကိုတန်ချောင်းကဘယ်အချိန်ရှိပြီကိုသိကျင်နေသည်မိုးစိမ့်စိမ့်မှုအေးရသည့်အထင်းတွင်တမန်တလင်းဤအထီးတွေမှလည်းမခံရက်နိုင်အောင်အေးလှပါသည်ကျောင်းတက်ဤနဘေး၌ဖြစ်တော်လဲကျောင်းမှာလေးဘက်ပလဲချထား၍အပေါ်မှသမိုးနေဖြစ်သည့်ဖြစ်မိုးယိုခြင်းပတ်ချင်းတော်မရှိပါသို့သော် အမြဲတမ်းအိတ်ဆိတ်နေသောတမန်သလင်းပေါ်၌အစင်သဖြင့်နေထိုင်အိတ်ဆက်ရခြင်းကတော့ကျမ်းမာရေးကို ပြက်ပြားစေသည်ဖြစ်၍မသင့်လျော်လှပါမသင့်လျော်လို့ကောဘာတက်နိုင်ပါလေလေသူလို တောမှအိုးအိမ်စည်းစိမ်ကိုစွန့်ပစ်ခဲ့ရပြီးမြို့ကိုလက်လော့ထွက်ပြေးလာခဲ့ရတဲ့ဒုက္ခတဲ့တဦးအဖို့ဒီလိုနေရာမျိုးမှာနေရသည်ပင်ကံကောင်းထောက်မလို့ဟုဆိုရပေမည်မဟုတ်လား ဥပဇင်းတပါးသည်ကြောင်းတကားဝါမှပြူထွက်လာသည်သူကဥပဇင်းအားဘဏ္ဍာရီထိုးပြီလေဗျာလှမ်းမိလိုက်ရာဥပဇင်းသည်ကြောင်းထဲသို့အတန်ကြာအောင်လှည့်ကြည့်ပြီးနောက်9နာရီထိုးပြီဖြေးချလိုက်သည်9နာရီထိုးပြီတဲ့သူရင်တွင်း၌ပဲ့တင်တန်ကဟိမ့်နေသည်9နာရီထိုးပြီ9နာရီထိုးပြီဟိမ့်နေသောပဲ့တင်တန်ဤနောက်ဆက်တွဲကတော့တဒိတ်တိတ်ခုံနေသောရင်ခုန်တန် အမှန်ကတော့ကြောင်တက်ချင်းနောက်ကျနေသဖြင့်ဆရာဤအရိုက်အနှက်ခံရမည်ကိုတွေး၍စိုးရွံနေသော ကြောင်သားကလေးဤရင်ခုန်တံမျိုးထမင်းကခုထိမနဲ့သေးဘူးလားဟာသူသည်ထမင်းချက်နေသောဇနီးတဲ့အားအတန်မာမာနှင့်လှမ်းမေးလိုက်သည်ငားနာဤထိုးပြီးဖြစ်ပါလျက်ကင်းစခန်းသို့မတော်နိုင်သေးခြင်းမှာ ထမင်းမဆားရသေး၍ဖြစ်ရာထမင်းချက်နောက်ကျသောဇနီးတဲ့အား အလိုလို စိတ်တူနေမိသည်သို့သောဘာကြောင့်ထမင်းချက်နောက်ကျရသည်ဆိုတာကိုတီးပြီးနေပြီးဖြစ်သည်ဖြစ်ဆက်လက်၍စိတ်မဆိုးတာပဲဖြစ်ရပြန်သည်ချက်စရာဆမ်းမရှိသည်ဖြစ်တညာလုံးသူ့ဇနီးသည်ရောက်ရက်ခတ်ပြေးလွှားကဆံရရှိရေးကို လုံးမန်းပါသည်သို့သောဘယ်ကမှ မရရှိခဲ့ညနေ၄နာရီတွင်ကင်းကောင်းက သူ့အားကင်းငါဆောင်ကငွေတစ်ချက်ကို ပေးသွားသည်တဘောမှာ မြို့ထဲရှိချောင်းလဲသောအိမ်တို့ကင်းလှည့်ကြရာထိုသူများက မဆောင်လို့သဖြင့်ဆဲအိမ်မှုအားငွေတစ်ချက်ပေး၍လူငားစီရာဆဲအိမ်မှုကမှတဖန်သူအားအတပြားတစ်ချက်ပေး၍အငားဆောင်ခိုင်းခြင်းဖြစ်သည် ဒီတစ်ချက်ဖြင့်ဇကွဲနှစ်ပြီဝဲ၍ယနေ့ညစာအတွက်ဇကွဲလေးလုံးချက်ရသည်ဆန်နှင့်သူတို့ခွဲခွာရေးလှုပ်ထားသည်မှာကြာပြီဆန်စည်းမှာငစိမ့်ဆန်တပြီလင်းရှစ်ပဲဖြစ်နေ၍ ဇကွဲမာမူငားပဲဖြစ်သဖြင့်မတက်သာခက်ခွာခွာနေကြအောင်ဆိုရဲ့မုံလို့မဟုတ်ဘူးဆိုတဲ့ကဲ့သို့စံကိုခွဲခွာရေးလောက်ခါဇကွဲကိုမိတ်ဖွဲ့ရရှာခြင်းဖြစ်သည်အရင်တုန်းကတော့သူတို့မွေးမြူထားသောဝက်များကိုကြိုချက်၍ကျွေးသည့်ဝက်စာအဖြစ်သာဒီဇကွဲကိုသူတို့အသုံးပြုကြသည် အခုတော့သူတို့ကိုယ်တိုင်စားနေရပြီဒါတောင်မှတခါတရံအလျင်မမီနိုင်ဒါကြောင့် သူဇနီးထမင်းချက်နောက်ကြသည်ကို သူမှာစိတ်မဆိုးတာအောင်ဖြစ်ရသည်ငွေတစ်ချက်ကိုညနေ၄နာရီထိုးမှရရှိသည်ဖြစ်ရာ သူဇနီးကသူကင်းဆောင်အချိန်မီသွားနိုင်ရန်အတွက်ဇကွဲကို အမြန်ပင်ပြေးဝဲ၍အမြန်ပင်ချက်ပါသည် သို့သောတင်းမှဆ၍အစစအရာရာ အစင်သင့်ရှိသူများမဟုတ်သဖြင့်ညံသင့်တလောက်မမြန်နိုင်ပေယခုညနေ၅နာရီထိုးသည့်တိုင် ထမင်းမနှက်နိုင်ဖြစ်သည်အတော်လေးကြာသောအခါသူ့ဇနီးကမီးလောင်တံပကံပြားတစ်ချက်ထဲတွင်ဇကွဲထမင်းကိုခူးထည့်၍တပဲဘိုးဝယ်လင်းတပြုံတကောင်းကြီးရသောပဲနီလေးပြုတ်ကိုအပေါ်မှအုတ်ကစားအနေငယ်ဖြူပြီးသူ့ရှိသူလာချပေးသည်သူကဇကွဲထမင်းနှင့်ပဲနီလေးပြုတ်စားသူကိုတမတော်အောင်နေဖက်၍ပလုံပလောင်းစားလီသည် ကိုတန်ချောင်းကဒနုဖြူမြို့မှာငားမိုင်ခန့်ဝေးသောအကျော်ရွာမှလေသမားကြီးတဦးဖြစ်သည်။ဖာဆာလာအစိုးရလက်ထက်တွင်၎င်း KNDO ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုလက်ထက်တွင်၎င်း KNDO လက်ထက်တွင်၎င်းလေကိုမပြတ်မကွက်ဆက်လက်လှုပ်ကန်ခဲ့သည်ဖြစ်သည်။နရောလာစဘာရေးသိမ်းကြအပြူတွင်အစိုးရတပ်ပေါင်းစုကဒနုဖြူမြို့ရှိ KNDO များအားတိုက်ထုတ်လိုက်ရာ ANDO များကဓနုဗျူဟင်းဒရာကားလန်းတလျှောက်အကျော်ရွာသို့ဆုတ်ခွာခဲ့ပြီးကြွမနိုင်ကြီမီးနဲ့ရှို့တော်သည်အကျော်ရွာမီးဟုံးဟုံးတောက်နေစဉ်သူတို့အသက်လောက်မြန်လို့သော လေခွင်းနှင့်ရိတ်သိမ်းဆဲကောက်လိုင်းများအားစွန့်ပစ်ခဲ့ရ၍အဝိတထဲကိုတစ်ခုဖြင့်ဓနုဗျူတို့လက်လွတ်တက်ပြေးခဲ့ရသည်မြို့သို့ရောက်သည့်နေ့မှစ၍စဘာကူလီဘဝဖြစ်သည်မျိုးရေထန်းသမားဘဝဖြစ်တဲ့ဖုံး စစ်တပ်မှခွင့်ပြုထားသောတစ်ပင်းများကိုလဲကပေါချမ်းလုံရောင်း၍တနည်းဖြင့်လင်မယားနှစ်ယောက်အသက်နှင့်ရင်သွေးကလေး၃ဦး၏အသက်ဆက်ခဲ့ပြန်သည်။ຫນွေဦးအယောက်တွင်ရင်သွေး၂ဦးမှကြောက်ရောဂါဖြင့်အသက်ပါသွား၍တဦးကဘာရောဂါဟု သူတို့အမိမတက်နိုင်သောရောဂါဖြင့်တေခဲ့ပြန်သည်။သူတို့ကမငိုငိုရန်လဲသူတို့၌ညည်ရီမရှိပါ။ဟုတ်သည် သူတို့၌ငိုရာလွန်၍ညင်ရီများခန်းချောင်နေပါပြီဒီလိုနဲ့မိုးရင်းတို့ရောက်လာပြန်ပြီစဘာအဝဲမှာစောစောကရက်ဆိုင်လိုက်ပြီးဖြစ်၍စဘာကူလီလဲမထမ်းရတော့ရေတန်းသမားပေါများလှ၍တကြောင် မိုးရင်းဖြစ်၍မိုးရေကိုခံယူအသုံးပြုကြတော့ကြောင်တကြောင် ရေလဲမထမ်းရတော့ KNDO များက အားပြန်စု၍မြို့ပြင်မှတတိုင်းတိုင်းနဲ့ချောင်းမြောင်းပစ်ခတ်မှုကြောင်တကြောင်မိုးရင်းရောလာ၍တကြောင် တစ်ပင်ကိုလှဲကပေါချမ်းလဲမလုံနိုင်တော့ဤဒီမှစ၍သူတို့ဤတကယ့်ဒုက္ခကစပြီးတော်သည် တနေ့လောက်ခသည်ပင် တနေ့အဖို့အလျင်မမီသောသူတို့ကငုတ်တုတ်ထိုင်နေရသည့်အခါ၌ငတ်ကြတော်သည်ငတ်သည်ဆိုသောဝေါဟာရမှာကြားရသူတို့အဖို့တိတ်မလေးနဲ့တော်လဲတကယ်ငတ်နေသူအဖို့မှာကအခံရခတ်เสียကောင်းလာသည် သူတို့လေသမားတွေရဲ့လှုပ်အားကြောင့်ဖြစ်တွန်းလာတဲ့စဘာတွေကတော့ တောင်ပုံရာပုံပဲရှိပါသည်တက်ဈေးကိုမျောပြီးတူလောင်ထားရာဇပကြီးများတဲ့၌လဲမြင်နိုင်ပါသည်အစိုးရဂိုးတောင်များ၌လဲတွေ့နိုင်သည် နိုင်ငံသားတင်တင်ပေါ်များ၌အမြောက်အများဒါပေမဲ့သူတို့လယ်သမားတွေတော့ငတ်နေပြီဒါကြောင့်ဖြစ်တယ်လို့ငွေကိုရှာရသည်လူတယောက်ဖြစ်နေလူအခွင့်အရေးကိုရအောင်တိုက်ဖို့သူအသက်ရှင်နေရအောင်မြည်ဒီလိုတိုက်ရင်းနဲ့တေးရတာကတေးရကြိုးနဲ့သည် ဒါကြောင့်သူကတညလေတကြက်သောအသပြာငွေနှင့်ကင်းအငှားဆောင်ကသူတို့ဤအငတ်ပြတနာကို ဖြည့်ရှင်ရင်သူကနဲ၍ကင်းငှားလိုက်မည်ဒုက္ခသည်ကများလွန်လှသဖြင့်ညစဉ်ညတိုင်းမဆောင်ရသောကြောင့်ဇကွဲထမင်းကိုပင်နတ်ကြောသည်ကများပါသည်မိုးကတဖွဲဖွဲရွာစေကိုတန်ချောင်းသည် ထမင်းစားပြီးပြီဖြစ်၍လုံကြီးဟောင်းတထဲကိုခေါင်းဆောင်က မိုးရွာထဲမှာပင်ကင်းကောင်းအိမ်သို့ထွက်လာခဲ့သည်တတ်မှတ်ထားသော အချိန်မှာကြော်လွန်နေပြီဖြစ်၍သူဒဏ်ခံရမည်မှာတေကြသလောက်ဖြစ်နေသဖြင့်သူရင်တွင်၌ဖိုးနေသည်ကင်းကောင်းအိမ်သို့ရောက်သောအခါကင်းကောင်းကသူ့ကိုစီး၍အပြစ်ဆိုသည် ခမရခုမှပဲပေါ်လာတော့တယ်ကျုပ်တော်မဆောင်နိုင်လို့တခြားကင်းကားတွေကို တာဝန်ကျစစ်သားစီတွားအပ်လိုက်ပြီအဲ့ဒါခမရကားစိတ်ကိုလိုက်သွားပြီတော့အတိတ်ဘယ်ကတော့ရှင်းနေပါပြီကင်းကောင်းသည် သူတာဝန်ထားရသောကင်းကားများကို ကားစိတ်ရှိတာဝန်ကျစစ်သားထံသို့စရင်တကွသွားအပ်ရသည်။ခုသူမရောက်ခင်ကင်းကောင်းသည် ရောက်ရှိပြီးကင်းကားများကိုသာ သွားအပ်၍သူတို့မရောက်သေးကြောင်းစစ်သားအားတိုင်ကြားခဲ့လိမ့်မည်။သူသွား၍သူအားဘလို့ဒဏ်ပေးမည်ကို သူနားလည်ထားပါပြီ။ဒါပေမဲ့မသွားလို့တော့မဖြစ်။သွားရပေမည်။ခမရဘာဖြစ်လို့နောက်ကျနေသလဲ။တာဝန်ကျစစ်သားကလေးကသူအား ခတ်ထန်ထန်မိသည်သူကညိုးငယ်သောမျက်နှာနှင့်စစ်သားကလေးအားမော်ကြည့်လိုက်ကထမင်းစားနောက်ကျနေလို့ပါဘိုးကြီးရဲ့ဘာဖြစ်လို့ထမင်းစားနောက်ကျသလဲ9နာရီထိုးအရောက်ရမယ်ဆိုတာအတိသားနဲ့ဘာဖြစ်လို့အချိန်မီထမင်းမစားသလဲစစ်သားကလေးကအချက်ပိုင်းပိုင်းနဲ့မေးနေသည်သူမှလည်းလုံလောက်သောအဖြေကရှိပါသည်ဒါပေမဲ့စစ်သားကလေးနားလေအောင်တော့သူစီကစင်ကနဲ့ဖြေနိုင်စွမ်းရှိမည်မထင်တကယ်ဆိုတော့စစ်သားကလေးသည် အသက်အရွယ်ငယ်ပါသေးသည်စစ်တိုင်ရင်ကြီးပြင်းလာခဲ့ရသူ ဖြစ်ချင်းကြောင့်စစ်တပ်ရ၌စိတ်ဝင်စားနေသည်ဖြစ်သူတို့ဤအခက်အခဲများကိုတော့နားလည်မည်မဟုတ်ရှာဒါကြောင့်သူအချိန်မီထမင်းမစားနိုင်ခြင်းအကြောင်းရင်းကို ဖော်ထုတ်ရှင်းလင်း၍လေစစ်သားကလေးကယုံကြည်မှယုံမည်စစ်သားကလေးယုံလောက်အောင်လဲသူက စီကပကုံးမပြောတတ်သူဒီစစ်သားကလေးကိုဒါပဲငေးကြည့်နေသည်ပြောလေ ။ဘာကြောင့်အချိန်မီထမင်းမစားသလဲ။စစ်သားကလေးကအဖြေကိုမရရှိသေးသဖြင့်နောက်တစ်ချိန်ထပ်၍မေးပြန်သည်။သို့သောအဖြေကနတ်တီသူသည်ညိုးငယ်စွာဖြင့်ခေါင်းငုံနေလိုက်ပါသည်။တဘောမှာပေးသည့်အပြစ်ဒဏ်ကိုခံယူပါတော့မည်ဟုသောအထင်အမှတ်ကိုပြလိုက်ခြင်းပင်။ကဲခမည်းကိုနောက်ကျတဲ့အတွက်ဒဏ်ပေးရမယ်။အခုအဲ့ဒီကနေပြီးဟိုဘက်ဖြက်လန်းအယောက်ပြေးရမယ်။ရောက်လို့ရှိရင်ချက်ချင်းပြန်လှည့်ပြီးပြန်ပြေးကြရမယ်ကြားလား။ ကိုင်းပြေးပြီတော့စစ်သားကလေးကသူ့အားအမိန့်ချမှတ်လိုက်လေပြီသူဒီတစ်ဖက်ဖြန်လန်းတို့အရောက်ဒုံချ၍ပြေးနေစဉ်မြို့သူမြို့သားများကဝိုင်းကြည်ကရင်မောနေသည်ဒီလိုမြို့သူမြို့သားတွေရဲ့အကြည့်နဲ့အပြုံးကိုခံယူလိုက်ရလို့ရှက်သွားမိပေမဲ့စစ်သားကလေးရဲ့အမိန့်ကိုတော့တွေးဖယ်ခြင်းမပြုဘဲစုံကန်းရအောင်ရိုးသေးစွာပဲနာယူရှာပါသည်တစ်ဖက်ဖြန်လန်းမှာတဖန် ကားစိတ်သို့ပြန်လဲပြေးခဲ့၍စစ်သားကလေးရှိသူအယောက်တွင်တီကနေရင်လိုက်ခါသူရင်မာမူနေကြီးမြင့်ကြီးဖြင့်လှိုင်းထနေသည်ဒါကိုစစ်သားကလေးကဂယုနာမကင်းသောမျက်လုံးအစုံဖြင့်ကြည့်ရှုရင်နောက်ဆိုရင်အချိန်ကိုလေးစားပါဗျာကျွန်တော်တို့ကလည်းနောက်ကိုအချိန်လေးစားပါစေတော့လို့ဒီလိုသာဒဏ်ပေးလိုက်ရတယ်စိတ်ထဲကတော့မကောင်းပါဘူးဗျာစစ်သားကလေးကလှိုက်လိုက်လဲလဲပြောဆိုလိုက်သည်မိုးဥညမို့ ပဝင်းကျင်သည်မှောင်လို့သာမင်းနေလေသည်တပွဲပွဲမိုးကလေးတော့ဖြင့်ဆဲပဲမဆဲနိုင်သည်ကင်းနေပေါ်မှတငယ်အမိုးပေါ်သို့မိုးပေါများတပြောက်ပြောက်ကြာနေတမ်းမှနားထောင်၍ကောင်းတယ်လို့လို့ကိုတန်ချောင်းကမှောင်မဲမဲလာပြင်ကိုစူးစိုက်ကြည့်ရင်သူ့မွေးရည်မြေအကြော်ရွာနဲ့သူ့လုံသောလေကလေးကို လွမ်းစော်လိုက်သည် သူတို့ကင်းဆောင်သည့်နေရာနှင့်အကြော်ရွာမှာလေးမိုင်တာတာခန့်သာဝေး၍ သူ့လုံသောလေခွင်းကလေးနှင့်မူလေးမိုင်ပင်မဝေးကြည်ဒီလိုနီးနီးကလေးဖြစ်ပါတော့လေသူသွားရောက်ခြင်းမပြုနိုင်ပေနီးလျက်နှင့် ဝေးနေရခြင်းကအသေးနာဖို့ကောင်းလာသည်ခါတိုင်းနှင့်ဒီချင်းဆိုလင်းသူလဲထုံပြီးပြိုကျဲပြီးဖြစ်နေုံမျှမကပြိုးနှုတ်၍ပင်ပြီးစီနေက ကောက်ဆိုင်ရမ်းပင်ပြင်ဆင်တော့မည် သူမျက်စီထဲ၌စိမ့်လန်းသောစဘာပင်ကလေးများဖြင့်ပြည်နေသည့်ပြိုးကင်းများသည်၎င်း သူရိတ်သိမ်းစဉ်စွန့်ပစ်ထားခဲ့ရသောရွှေဝါရောင်ပြင်းနေသည့်ကောင်းလိုင်းများသည့်၎င်း တရေဝဲဝဲပေါ်နေသည်လိုင်းများနှင့် သူလေဝင်းကလေးကို ပို၍ပင်လွမ်းစော့တန်းတားမိပါသည်ပြီးတော့သူနှင့်လှုပ်ဖို့ကိုင်းဖက် စင်းရဲပေါ်စင်းရဲဘက်ဖြစ်သည့်ခြံပေါက်နွားကြီးနှကောင်ကိုလည်းမနေနိုင်မထိုင်နိုင်ဖြစ်အောင်ပင်တတိရမိသည်တကောင်မှာဥဂျိုကကုန်နေသောကြောင့်ဂျိုကုတ်ဟု အမည်ပေးထားပြီးတကောင်မှာမူ နှစ်ဖူး၌ကြာကလေးပါသောကြောင့်ကြာကွက်ဟုအမည်ပေးထားသည် သူတနုပြုသောလက်လွတ်တက်ပြေးခဲ့ရစဉ်ကသူနွားနှကောင်းကို KNDO များ ဆွဲသွားသည်ကို မြင်ခဲ့ပါသည် ခုလောက်ဆိုရင်မယိုင်းသော KNDO များက ရိတ်ခါအတော့ဟုဆိုကားတက်စားပြီးဖြစ်နေတော်မူဂျိုကုန်းနဲ့ကြာကွက်တို့ရေအမြအမြအမြကွယ်ကောင်းရာတုဂတိလာအောင်တာရုခေါ်လိုက်ကြပြီတော့ဒါကြီးတို့ရေသူဒီ မြေကြီးကလေးများပင်လဲလာမိသည်ကြောက်ပေါက်၍တိတ်ဆုံးသွားသောရင်သွေးကလေးများထက်ပင်သူနှင့်လှုပ်ဖို့ကိုင်းဖက် စင်းရဲပေါ်စင်းရဲဘက်ဖြစ်သည့်နွားကြီးနှကောင်ကိုသူက ပို၍ခင်တွေ့သည် ပို၍တတိယသည်တပွဲပွဲရွာနေသောမိုးကဆဲသွားလိမ့်မည်မိုးဆဲသွားသည်နှင့်အမျှချင်းများကလည်းပိုကိုက်လာသည်ချင်းမှလည်းချင်းရိုင်းကြီးတွေဖြစ်၍အတင်းနာအတင်းကိုက်သောကြောင့်သူတို့မှတစ်ဖြက်ဖြက်ရိုက်နေရသည် ပို၍စူဒီကနာအနီး၌တဝီဝီလာအော်ခြင်းဖြစ်သည်သူဘေးနားမှစစ်သားကလေးကချင်းကြိုင်လွန်း၍ဒေါသထွက်လာသည့်ပုံဖြင့်တောက်တစ်ချက်ခောက်လိုက်ကာဆဲရည်လိုက်သည်တစ်ချိန်တည်းပင်တုံတုံတုံဟုသောတုံးခေါက်တန်ကလေးကိုကြားလိုက်ရ၍ကိုတန်းချောင်းသည်အတန်လာရာစီသို့သူ့မျက်လုံးကိုလှွတ်လိုက်သည်သူတို့ကင်းတဲ့နှင့်နှစ်ဖာလုံးခန့်ဝေသောဝါးဒန်းရှိ KNDO ကင်းမှခောက်လိုက်သောတုံးခေါက်တန်းဖြစ်ကြောင်း အလိုလိုတည်လာသည်မီးရောင်မှာတနေရာထဲ၌ရက်မနေပဲရွေလျားနေသည်ဒါကိုထောက်၍ KNDO များသည် စားဖားများကို မီးအုပ်နှင့်လိုက်ရိုက်နေကြောင်းထင်ရှားသည်ခွေးမသားတွေဖားလိုက်ရိုက်နေတဲ့ထင်မာရဲ့တနတ်နဲ့ထိုးပစ်လိုက်ရကားကနေကြတော့သူ့ဘေးနားကစစ်သားကလေးကတန်ချောင်းအပြောသလိုလိုနဲ့သူ့တကူတဲ့ပြောဆိုလိုက်သည်တနတ်တကန်မှီလောက်တော့လေဒီအမြင်မျိုးမှာ ရိုးနေပြီဖြစ်သောကြောင့်ရွေလျားနေသော မီးရောင်ကလေးကိုစူးစိုက်ကြည့်ရင်းကရင်အမျိုးသားများအကြောင်းကိုစဉ်းစားနေသည် ကရင်အမျိုးသားများဆိုရ၌သူတို့ဤရွာနီးချုပ်ဆက်မှကရင်အမျိုးသားကိုသာစိုးလိုရင်းဖြစ်ပါသည် သူတို့သည် ရိုးသားသောလယ်သမားများဖြစ်ကြ၍ထွန်တုံးတိုက်ပွဲတီးစားကမပေးတိုက်ပွဲဆသောညေရာတော်လန်ရေးတိုက်ပွဲရများတွင်မြန်မာလယ်သမားများနှင့် လက်တွဲတိုက်ခိုက်လာကြသူများဖြစ်ကြသည် ဒီမိုကရေစီတည်တော်လှန်ရေး၏ရည်မှန်းချက်တွင်တစ်ခုအပါအဝင် ဖြစ်သောလယ်သမားတို့၏ဘဝတည်ဖန်တီးရေးတည်ဟုသော အကျိုးတူရည်မှန်းချက်အတွက်တိုက်ပွဲဝင်ရဲဘော်ရဲဘက်များအဖြစ် အချင်းချင်းနားလည်မှုရှိထားကြသည်တို့ပါလျက်ယခုအခါတွင် သူတို့ကအဖေကြောင့်ကိုတက်ကိုနင်းကလေသမားအချင်းချင်းတက်ဖြတ်လူရွေ၍အိုးအိမ်များကို မီးတိုက်ပစ်နေပြီတနည်းဒီအဖြစ်ကို သူကမစွားကပင် တွေ့ရှိထားပြီးဖြစ်သည် သူကတာမန်လေသမားတဦးမဟုတ်ပဲတိုက်ပွဲဝင်ခဲ့ဘူးသော လေသမားတဦးဖြစ်ခြင်းကြောင့်ညံ့မြင်ပြဿနာရဲ့များကိုအတင့်အတင့်ဝေဖန်ပိုင်းခြားနိုင်သူတဦးဖြစ်သည် KNDO တို့၏လှုပ်ရှားမှုသည် ကော်တူလေးပြည်နယ်ကိုဗန်းပြထားတော်လဲအ धिक ရည်ရွယ်ချက်ကမူတနေ့တခြားပြင်းထန်လာသော လူရန်စားတိုက်ပွဲကို လူမျိုးရေးတိုက်ပွဲသို့ ညာဦးလှည့်ပေးရန်သာလင်ဖြစ်သည်ကိုသူကောင်းဆောင်မှတဆင့်သူကနားလည်ထားပြီးဖြစ်နေပါသည်ညီမဲ့ရမဲ့လေသမားတို့နှင့်အလौသမားတို့သည် အောင်ပွဲများကိုဆက်ခါဆက်ခါရယူနေ၍နေချက်အရင်းရှင်နှင့်ညီပိုင်ရှင်ကြီးများသည်ကြာဆုံးအံ့ဆဲဆဲဖြစ်နေသောကြောင့်နေချက်အရင်းရှင်နှင့်တရင်မြေပိုင်ရှင်ကြီးများပူးပေါင်းကထာဝရစဉ်ငြိမ်းချမ်းရေးပြည်သူဒီမိုကရေစီရေးအတွက် လက်တွဲချီတက်နေကြသောကရင်မြန်မာလူလူကြီးအားတီးခြားနေမလုံးပီပီလူမျိုးရေးမှိုင်းတိုက်လက်ခြင်းအဖြစ်ပြစ်စည်းမဲ့အရေးကိုကရင်မြန်မာအရေးအဖြစ်ပြောင်းလဲသွားအောင်မျက်လှည့်ပြလိုက်ခြင်းဖြစ်ဒီကိုသူအမြင်မှန်မြင်ထားပါသည်ဤသို့နှဲချက်အရင်ရှင်နှင့်ကရင်မြေပိုင်ရှင်ကြီးများ၏လူမျိုးရေးမှိုင်းတိုက်လိုက်မှုကြောင့်ရိုးသားသောကရင်လယ်သမားများသည် KNDO တို့၏လူမျိုးရေးမှိုင်းဝယ် နင်မွန်းသွားကလေသမားနှင့်မြေပိုင်ရှင်ဟူသော လူဒန်းစားအမြင်မှ ကရင်မြန်မာဟူသောလူဒန်းစားအဖြစ်သို့ကူးပြောင်းသွားသည်တို့ကူးပြောင်းသွားသည်နှင့်အမျှသူတို့၏တိုက်ပွဲမှာလည်းညရာတော်လန်ရေးမှသည် လူမျိုးရေးတိုက်ပွဲသို့အသွင်ပြောင်းသွားတော်သည် သူတို့သာလည်းမဟုတ်သည်မြန်မာအမျိုးသားများသည်လည်း KNDO တို့၏လူမျိုးရေးမှိုင်းဝဲရောင်ကန်းကန်းဖြစ်သွားကမူလရီမန်းချက်ကို ခိတမြမေသွားကြပြီးကရင်မြမဟူသော လူမျိုးရေးတိုက်ပွဲဘက်သို့ဦးလှည့်သွားကြသည် ပို၍ဆိုသည်ကဖောက်ပြန်သောသတင်းစာဆရာများ၏အမြင်တူလှသော လူမျိုးရေးလှုံ့ဆော်မှု အရေးအသားများဖြစ်သည် ထို့ကြောင့်အခြေအနေမှာပိုဆိုးသွားရသည်သို့သော ဘာပဲဖြစ်ဖြစ် နောက်ဆုံးတနေ့တွင်မူကကိုဘွားကိုမေ့နေကြသော ကရင်မြမလူလူကြီးသည်မိမိဘဝမှန်ကိုပြန်လဲသိရှိပြီး သူတို့ဤတိုက်ပွဲမှာလဲလူမျိုးရေးတိုက်ပွဲမှာဒီလူရန်စားတိုက်ပွဲသို့ပြန်၍ဥလဲလာမီကို သူယုံကြည်ထားပါသည်မိုးဒီအတော်ကလေးရွာချလိုက်ရ၍ပင်မန်းသွားဟန်ဖြင့်လုံးဝအနာယူရက်ဆဲသွားလိမ့်ပြီ ပဝင်းကျင်းတွင်ဖားအော်တန်နှင့်ပရေကလေးများ အော်တန်ကပြန်၍မင်းမူလာသည် အချိန်ကခုနှစ်ဆင်းကျဲပြောင်းအမီထောင်သည့်တကောင်တို့ပင်ရောက်နေပြီ ကိုတန်ချောင်းကတစ်ချက်တစ်ချက်တွင်အိတ်ငိုင်နေသည်။ဟေးဘသူလဲရက်လိုက်။ဒီအတန်ကတိတ်ဆိတ်သောညသကောင်းရံအတန်ကိုပဲ့တင်ရိုက်လိုက်သည်။ကိုတန်ချောင်း၏မျက်လုံးများသည်လည်းရုတ်တရက်ပွင့်လာစဉ်သူ့ဘေးမှစစ်သားကလေးကတနက်ဖြန်လှမ်းချိန်ထားသည့်နေရာသို့စူးစမ်းကြည့်ရှုလိုက်သည်။အော်မောင်မဲမဲတွင်မသိမကွဲရက်နေသောလူတယောက်တရံရန်အောင်သူ့ဘေးမှစစ်သားကလေး၏အမေကို မှုံမွားမွားတံန်းကပြန်ဖြည်သည်ထို့သောသူ့ဖြည်တံမှာစစ်တမ်းနှင့်ဒေါမန်ပါပါဖြည်လိုက်ခြင်းဖြစ်သောကြောင့်သူတို့ဤလျှို့ဝှက်ထားသောအမတ်အသားကိုနားမလဲထားသည့်ဘေးလူအဖို့ဆိုလင်မှုရောင်ဟူ၍ကြားလိုက်ရပေသည်တဖက်ကင်းထဲမှာစစ်သားတို့သည်ကင်းတဲဝ၌ရက်ခါဘိုးလေးဘမလဲကိုတန်ချောင်းဤဘီနာမှာစစ်သားကလေးကအိတ်နေတယ်ကွာဟုပြောလျက်တဆက်သေးဘာလို့မလို့လဲ ပြန်လည်မေးခွန်းထုတ်လိုက်သည်ကင်းတဲ့ရှိနာတဖာလုံးလောက်ဝေးတဲ့ခြုံပုတ်တွေစီကခွေးဟောင်တန်ကြားတယ်ကွာပထမငါလဲအမှတ်မဲ့ပဲနေလိုက်တယ်နောက်ခွေးဟောင်တန်15မိနစ်လောက်ကြာအောင်မရပဲစူးစူးဝါးဝါးဟောင်နေလို့မတင်ကြတာနဲ့မိကြည်ပြပြီးကြည့်ရအောင်လို့ဘိုးလေးကိုလာတိုင်းမင်တာထိုချိန်တွင်ဒိုင်းကနေမြည်ဟီးသွားကတနက်တန်တစ်ချက်ထွက်ပေါ်လာသည်ကြည်စံမှာသူတို့အထက်မှာရွှေကနေဖြတ်ကျော်သွားသည်အချိန်နှဲပင် လူတယောက်အော်ဟစ်ပြောနေသောအတန်းကိုကြားရ၍သူတို့နားဆွနေသည်။ဟေ့တခင်နုရဲ့ခွေးတွေလက်နဲ့ချပါတော့လား။နင်တို့တော်လဲမစင်းရဲပဲနဲ့မြို့ထဲတွင်ပိတ်ပြီးငပိငံကြရတောင်မစားရပဲငက်ပြတ်နေပြီမဟုတ်လား။အမှန်ကဒါလဲမစမ်းတော့ပါ။ဝါဒန်းရှိ KNDO များ ပြင်းပြင်းရှိလေဒီလိုပင်ချောင်းမြောင်းလာရောက်ပြစ်ခတ်ပြီးဒီလိုပဲပြောနေကြဖြစ်ပါသည်။ကိုတန်ချောင်းဤဘေးနားမှစစ်သားကလေးကမြေကရုတ်ကိုအကာအကွယ်ယူ၍ အတန်ကြာရာကိုမှန်းမီဒိုင်းဒိုင်းဟု နှစ်ချက်ဆင့်တုံပြန်လိုက်သည်ဤတနက်တန်းကြောင့်ကင်းထဲတွင်အိပ်ပျော်နေသောဘိုးလေးဆိုသူလည်းနိုးလာလေပြီသူတို့ကအချိုးချောင်းပြောပြလိုက်သည်နှင့်တပြိုင်နက်ဘိုးလေးသည်မီးကြီးပြစ်သောခြောက်လုံးပြူတနက်ပုံးနှင့်ခန့်စင်စင်တူသည့်တနက်ကိုဆွဲထုတ်ကာမီးကြီးထဲ၍အပေါ်သို့မြောက်ကာပြစ်ဖောက်လိုက်သည်ဖောင်ငနေညီဟီးသွားသောအတန်းနှင့်အတူသူတို့ရှည်နာတဝိုက်စီတွင်လည်း လင်းထိန်နေသည်သူတို့သည်မြေကရုတ်အကွယ်မှနေ၍သူတို့ရှိတက်တဲ့အလင်းရောင်အောက်ရှိလဟာပြင်းနှင့်ချုံမိုကလေးများပါမကျန်စေစီဆက်ဆက်ရှားဖွေကြည့်ရှုကြတော့လေမြည်သည့်တတဝါတဦးတယောက်ကိုမျှမတွေ့ရကြည်၅မိနစ်ခန့်အကြာတွင် မီးကြီးသည်မှိန်သွားရာပဝင်းကျင်ကိုလည်းအမောင်က ပြန်၍မင်းမူလိုက်တော်သည် ကိုတန်ချောင်းကသူ့အလက်ကုံဆုံးမီဖြစ်တော်လေ ဒီလောက်ချင်းကိုက်လာသည့်အထဲတွင်အိပ်၍ရမည်မဟုတ်သဖြင့်ငုတ်တုတ်ပင်ထိုင်နေသည်ဗိုလ်လေးဆိုသူလည်းပြန်၍မအိပ်တော့ဘဲသူတို့ဘေးနား၌ထိုင်ကာ secret တလိပ်ကိုထုတ်ယူပြီးနောက်မြေကရုတ်အကွယ်၌မီးညှိတောက်ရှူနေသည်ဦးကြီးကအရင်ဗမာနေသည်လေဗိုလ်လေးကထိုင်နေရမှပြင်းသည့်ဟန်ဖြင့်သူအားစကားစတင်ကမေးမြန်းလိုက်သည် အကြော်ရွာမှနေပါတယ်အိုးနီနီလေးပါလားဦးကြီးတို့တော့ ကိုရွာကိုတိတ်ပြန်ရင်ဒီမှာပဲနော်ကျွန်တော်တို့ကလည်းစင်းတိုက်ချင်ပါရဲ့ဒါပေမဲ့အထက်အမင်းကမရတော့ခတ်တယ်ဦးကြီးကလေသမားချင်ပါရဲ့ဟုတ်ပါတယ်ဘိုးလေးရဲ့လေသမားပါပဲကိုရက်ရွာပြန်ချင်တာတော့မပြောနဲ့တော့ဘိုးလေးဒီမှာကအလုံးမရှိအကင်မရှိနဲ့ဇက်ခွဲတောင်မှနတ်မှန်အောင်မစားရတော့ခတ်သားပဲအေးဗျာတောကဒုက္ခတွေတွေရဲ့အဖြစ်ဟာအတော့ကိုစိုးရတယ်နော်ဒါပေမဲ့အားမငယ်ပါနဲ့ဗျာတက်မတော်တဲကအများစုဟာ ခမားတို့လိုလေသမားယာသမားအလုသမားတွေရဲ့သားသမီးတွေမို့တနေ့တခြားပြတ်သားလာတဲ့ကမ္ဘာနိုင်ငံကြီးမြန်မာနိုင်ငံကြီးမှာနောက်ဆုံးတစ်နေ့ကျွန်တော်တို့ဟာခမားတို့ဘက်ကသာရှိနေမယ်ဆိုတာယုံပါမြန်မာနိုင်ငံကြီးဟာအယောယောအထွေးထွေးနဲ့ရှုပ်ထွေးနေတယ်ဆိုပေမဲ့အမှန်ကတော့ပြည်သူအင်အားနဲ့နေချက်လက်ဝေခံအင်အားစုဒီနှစ်ခုပဲရှိပါတယ်။ဘယ်ဟာကပြည်သူဘက်တော်သားဘယ်ဟာကနေချက်အရင်းရှင်နောက်လိုက်ဆိုတာလဲတဖြည်းဖြည်းပြတ်သားလာပါဘူး။ ခမည်းတော်လည်းတိတ်မဆောက်ရတော့ပါဘိုးတော်ကရောကြော်စရာတွေလူပဲပြားတွေဟာလည်းအခုအချိန်မှမရောနိုင်တော့ပါဘူးလမ်းတစ်ခုက ရှင်းနေပါပြီဘသူဟာဘယ်လမ်းသွားနေလဲဆိုတာကျွန်တော်မြင်နေရပြီဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ခမည်းတော်ဘက်မှသာရှိတယ်ဆိုတာဒါစိတ်ချထားပါပထမတော့ဘိုးလေးဒီခက်အေးအေးပြောနေရမှ ပြောရင်ပြောရင် စိတ်ပါလာသလိုလိုသူ့အတန်းမှာဒေါသကလေးရောဆွဲလာသည်စကားဆုံးစီးကရက်ကိုဖွာရှိုက်လိုက်ရတွင် ရဲကနေဖြစ်သွားသောစီဂရက်မီးယောင်ဖြင့်သူဤတွေးရောင်လျှမ်းနေသောညံနာကိုလည်းကိုတန်ချောင်းမြင်လိုက်ရသည်ဒါကိုထောက်၍ဘိုလေးသည်ဝိကျေဝိကုံ ပြောလိုက်ခြင်းမဟုတ်ပဲသူယုံကြည်ချက်ကိုစိတ်ပါလက်ပါ ထုတ်ပေါ်လိုက်ခြင်းဖြစ်ကြောင်းရှင်းနေပါပြီကိုတန်ချောင်းက စကားမပြန်နိုင်လောက်အောင်ပဲဝမ်းသာလုံးစုံနေသည်ကြည်စံသူချစ်တဲ့တားကလေးတွေစီမှာသူမျော်လင့်ခဲ့တဲ့တစ္ဆာတရားတွေကို တွေ့နေရပါပြီကောလေသမားယာသမားအလုတ်သမားတွေရဲ့တာတံမတော်ဟာတနေ့တခြားပြတ်သားလာတဲ့ကမ္ဘာနိုင်ငံရေးမြမနိုင်ငံရေးမှာပြည်သူဘတ်တော်သားအဖြစ်နဲ့သာတည်ရှိမယ်ဆိုတာစိတ်ချထားပါတဲ့ကျင်းမြောင်းလာတဲ့လက်တဆုပ်စာလူတစုရဲ့တားမဟုတ်တဲ့ကျေပြန့်တဲ့60ရာခိုင်နှုန်းလေသမားအလုတ်သမားတွေရဲ့တစ္ဆာရှိသောတားအဖြစ်ကိုသာခံယူပါမယ်တဲ့။အိုးလူကလေးရဲ့ သူသည်ဝမ်းတာလွန့်လို့မျက်ရည်များပဲစို့လာရှာသည်နှစ်ပေါင်းများစွာကကွဲကွာနေသောตาကြီးအားရုတ်တရက်ပြန်တွေ့လျက်ရသကဲ့သို့သူမှခံစားနေရသည် သူသည်ရိုးတွင်ချင်းစီမှစိတ်တက်လာသော ပီတိဖြင့်ကြည်နူးနှစ်သိမ့်စွာကောင်းကင်ပြင်သို့မောကြည့်လိုက်ပါသည်မိုးသားများကင်းစင်သွား၍ကြည်လင်စပြူနေသောကောင်းငင်ပြင်မှာတော့ကျယ်နီသည်တလက်လက်နှင့်ထုံးတောက်နေပါပြီကောအာ ကျဲနီတနီးအားဖြင့်မိုးတောက်ကျဲသူထွက်ပေါ်လာလဲတမိုးတောက်လို့အလင်းတို့ရောက်မိအချိန်မှာမဝေးတော့ကြောင်းစိတ်ချထားနိုင်ပါသည်အဝေးမှပြန်လွင်လာသောကြက်ဦးတွန်တန်းကလေးနှင့်ဖျားเจ้าမှ အုံမောင်းခောက်တန်းကဒီယူဆကိုတိုး၍ခိုင်မာစေသည်အော်ညာဦးရန်ကွဲပြောက်လို့အလင်းတို့ရောက်လို့ပေါ်သို့တော့အလင်းရောင်ပေါ်ကနီးမှာ အမှောင်ဆုံးဖြစ်တော်ဆိုတဲ့ဇကားအရလင်းလူကနီးအချင်းမို့အမှောင်ဆုံးကိုရင်ဆိုင်ရအောင်မယ်ဆိုတာကိုတော့ကိုတန်ချောင်းတိမတိပါလိစားအားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနဲ့တလုံးထွားရဲပြည့်စုံနိုင်ကြပါလိမ့်ရှင်